ကမ္ဘာကုလသမဂ UN ဟာသူတို့ရဲ့ဝန်ထမ်း20ရာခိုင်နှုန်းကိုရှင်းချဖို့ပြင်ဆင်နေတယ်လို့ရိုက်တာသတင်းဌာနမှဖော်ပြလာပါတယ်။ရမုံငွေတွေကို ဖြတ်တောက်လိုက်တာကြောင့်ဖြစ်ပေါ်လာတဲ့ဗန်နာရေးလိုအပ်မှုကို ဖြေရှင်းဖို့ဝန်ထမ်းအင်အား20ရာခိုင်နှုန်းရှင်းချဖို့ဖြစ်လာတာလို့သိရပါတယ်။ American ဘက်ကသူတို့ကတိပြုထားတဲ့ရမုံငွေကို ပေးအပ်ခြင်းမပြုတော့တဲ့အပြင်တရုတ်နိုင်ငံကလည်း ထောက်ပံ့ပေးရမယ်လို့ကတိပြုထားတဲ့ရမုံငွေတွေကိုပေးရဖို့အတွက်ကြံကြာနေမှုကြောင့်ကုလသမဂ္ဂရဲ့လုပ်ငန်းလဲပတ်မှုကိုခက်ခဲစေကြတာဖြစ်ပြီးဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် American Dollar 98သန်းအထိလုံငွေပြနေကြတာပါ ကုလအတွင်မူဌာနကဝန်ထမ်းတွေစီကိုဇွန်လ23ရက်မတိုင်ခင်ဘတ်တင်ရှော့ချမှုနဲ့ပတ်သက်တဲ့အစီရင်ခံစာတွေတင်ပြဖို့ညွှန်ကြားထားပါတယ် ကုလအတွင်းရေမှူးအန်တိုနီယိုဂူတာရက်စ်ကလည်းမေလအတွင်းကျင်းပခဲ့တဲ့အစည်းအဝေးတစ်ခုမှာဌာနချုပ်တွေကိုပေါင်းဆက်တာရှော့ချတာနေတိုင်းစိတ်သက်သာတဲ့မြို့တွေစီကိုဝန်ထမ်းတွေကို ပြောင်းရွှေ့တာဝန်ထမ်းအင်အားဖောင်းပွားနေတာနဲ့အချင်းမြဲခြားစားမှုတွေကိုတန့်စင်တဲ့လုပ်ငန်းတွေကိုလုံဆောင်နိုင်မှုပြင်ဆင်နေတယ်လို့ပြောကြားခဲ့ပူပါတယ်။ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာအရေးပေါ်အကူအညီဆိုင်ရာဌာနခွဲရဲ့ Director ကိုဝန်ကတော့ဝန်ထမ်းရင်အားလျှော့ချပြီးချိန်မှာ American ဘက်ကရန်ပုံငွေပြန်လည်ထောက်ပံ့နိုင်ဖို့မျှော်လင့်ကြောင်းပြောဆိုထားပါတယ်